ဒီဗီဒီယိုမှာနီးစနဲ့၅ခုကိုပြသွားမှာဖြစ်ပါတယ်နီးစနဲ့တက်ကမှန်ကိုအဝိုင်းဘောက်ဘယ်လိုဖောက်မလဲပေါ့နော်အဲကွဲချောင်းတွေမပေါ်အောင်မှန်ကွဲမသွားအောင်လို့စနေကြဖောက်တဲ့နီးကိုပြပေးပါမယ်နံပါတ်2အနေနဲ့ကြေးပိုက်တွေကိုငွေချောင်းသုံးပြီးဆက်တဲ့နီးကိုပြပေးပါမယ်နံပါတ်3အနေနဲ့အပူအေးစနစ်ပါတဲ့ Pico Inverter Aircon ကို Wire U Connection ဘယ်လိုယူလဲပြပေးပါမယ်နံပါတ်5ကကျတော့ aircon တွေကိုဘယ်လိုဆင်မလဲပေါ့နော် aircon outdoor aircon outdoor indoor ကိုဘယ်လိုဆင်မလဲပြီးတော့ vacuum ဘယ်လိုဆွဲမလဲ R410A case ကိုအစအဆုံးဘယ်လိုဖြစ်မလဲဆိုတော့လုံဆောင်ပြသွားမှာဖြစ်ပါတယ်။ Airgun ပညာကိုလေ့လာနေတဲ့သူတွေနဲ့ Airgun ကိုမိမိကိုယ်တိုင်တက်ဆင်ဖို့ဘယ်ကစလေ့လာမှန်မသိတဲ့သူတွေအကျိုးရှိစေမယ့် video ဖြစ်ပါတယ်။ မသုံးအနေနဲ့ပြောလို့တာကယခုလက်ရှိကျွန်တော်အခြေအနေကဒီစကိုင်းငလျင်ကြောင့်ပေါ့နော်နေရနေကပျက်စီးသွားပြီပဲဖြစ်ပါတယ်နေရနေမရှိတော့တဲ့အတွက်လောလောဆယ်ငားနေတဲ့အိမ်မှာအဲကွန်းကိုတက်မှာဖြစ်ပါတယ်ငလျင်တွေစိတ်မချအသေးတာကြောင့်အိမ်ရဲ့ strength ကိုမတိအောင်ဒီအိမ်ရဲ့ကြံ့ခိုင်မှုခံနိုင်ရိုးလည်းမထိခိုက်ရအောင်လို့အဲကွန်းကို အပေါက်ပေါက်တဲ့အခါမှာဝေါ်ကိုထိုးမပေါက်ခဲ့နဲ့ပြတင်းပေါက်ကမှန်ကိုဖောက်မှာဖြစ်ပါတယ် နယ်အန်တွေပါလဲဝေါ်ဘလတ်တွေကိုအတက်နိုင်ဆုံးအနည်းဆုံးဖြစ်အောင်ဖောက်မှာဖြစ်တဲ့အတွက် trunking တွေပါမပါတော့ဘဲနဲ့ယာယီအသုံးပြုလို့ရအောင်ပဲတက်မှာဖြစ်ပါတယ်ဒီတော့မှန်ကိုဖောက်ဖို့အတွက် diamond ဟူဇော့ကိုသုံးရမှာဖြစ်ပါတယ်ကိုလိုချင်တဲ့ diamond ဟူဇော့ကိုကိုလိုချင်တဲ့အရွယ်အစားကိုဆိုင်နေမှာမေးဝယ်လို့ရပါတယ် diamond ဟူဇော့ကိုမှန်ဖောက်တဲ့နေရာမှာကျွေးပြဖောက်တဲ့နေရာမှာသုံးပါတယ်အဲအမိုင်ဆိုင်ရဲ့နားထားနည်းနည်းကြားတော့ရရှင့် ောက်ကဲရှင်းဟုတ်ဟုတ်ဆင်းလို့ဟုတ်ဒီကဲတဲ့လည်းလို့ရမှာလေဒီကဲတဲ့ပြန်လို့ရတယ်အာမန်ကိုမဖောက်ခင်မှာဟူဆိုးလေးကိုဖော်တုံးထည့်ပြီးတော့ရေဆွဲရမှာဖြစ်ပါတယ်။ဖော်တုံးကိုရေစိမ်ပြီးတော့ထည့်လဲရပါတယ်။မန်ကိုဖျက်နေတဲ့အချိန်မှာပူပြီးတော့အကွဲချောင်းထင်သွားမှာဆိုလို့ပါ။မန်ကအပူအေး ဒါမဲ့ effect ဖြစ်လို့ရှိရင်မှန် equal လွယ်လို့ဖြစ်ပါတယ်ဒီတော့မှန်ဟိုဖြတ်တဲ့အချိန်မှာ AA ကိုခိုးစောတဲ့ကနေ AA ပေးနေအောင်လို့ကျွန်တော် for လုံးကိုကြီးဆွဲပြီးထည့်ထားဖြစ်ပါတယ်မှန်ကိုဖောက်တဲ့အခါမှာမှန်ရဲ့မျက်နှာပြင်ချောပြီးတော့ရမ်းမှဆိုလို့45 degree လောက်စောင်းဖောက်နိုင်ရအောင်ဆိုမှကျွန်တော်ကတော့45 degree လောက်မဟုတ်ပေမဲ့ချောမထွက်အောင်ပမာဏလောက်ထိစောင်းပြီးတော့ဖောက်ပါတယ်စာဖောက်တဲ့အချိန်မှာလဲဒီစစ်ရဲ့ဂန်းရဲ့ level နှုန်းကိုဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်းလက်ရမှာဖြစ်ပါတယ်အရင်အမြန်ကြီးစက်အမြန်ကြီးနဲ့စဖောက်လို့မရပါဘူးခင်ဗျာမှန်ကိုစောင်းဖောက်လို့ချမ်းကွက်ရလေးဖြစ်သွားပြီဆိုလို့ရှိရင်တဲဖောက်လို့ရပါပြီတဲဖောက်တဲ့အခါမှာချမ်းကွက်ကိုအားပြူပြီးတော့ချမ်းကွက်ကိုခြေကုပ်ယူပြီးတော့ဖောက်တာဖြစ်တဲ့အတွက်အတဲဖောက်တဲ့အခါမှာလည်းချော်ထွက်မသွားတော့ဘဲနဲ့ဒီလမ်းကြောင်းအတိုင်းပဲလေပတ်နေမှာဖြစ်ပါတယ်ဒီလိုပေါက်ပြီးလို့ကြာလာပြီဆိုရင် ဖော်ရုံနဲ့ကိုရည်ဖြည်တာတော့မှန်ကိုရည်ဖြန်းတာတော့ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။မှန်ကိုဖေးခံပေးရမှာဖြစ်ပါတယ်။မှန်ဖော်တဲ့အဝိုင်းရေခြေကုပ်ရလဲရပြီ။ လုံလောက်တဲ့အေးအေးကိုလည်းရပြီလုံလောက်တဲ့အေးအေးပေးဖို့စနစ်ကိုလည်းရပြီဆိုလို့ရှိရင်တော့အရှင်ကိုပြင်ပြီးတော့ဖောက်လို့ရပါပြီခင်ဗျာ ှန်ပေါက်တော့ပါပြီခင်ဗျာဒီလောက်ဆိုရင်မှန်ကိုအကြောင်းနေမှထားပဲနဲ့မှန်ကိုဒီတိုင်းအဆင်ပြေချုံးမှုသာဖောက်နိုင်မယ်လို့ယုံကြည်ပါတယ်နောက်တစ်ခုကကြေးပိုက်တွေကိုငွေကြောင်းနဲ့မီးစော်တယ်နီးပြပေးမှဖြစ်ပါတယ်ကြည့်ပိုက်ဖြန့်တဲ့အခါမှာလိင်နာပိင်နာတွေဖြစ်မသွားအောင်လို့လက်ကလေးနဲ့ပြပြီးတော့စနစ်တကျ ဖြန့်ရပါတယ်ခင်ဗျာဒါမျိုးလေးပြန်ပေးပါဒါဆိုရင်ပိုက်ဟာအနာစာမရှိအလိန်ကောင်းမရှိဖြောင်ဖြောင်လေးပြန်มาဖြစ်ပါတယ်လူတို့လောက်ကိုတိုင်းမဲ့ထွားမယ် ဖြတ်မယ်ပြီးရင်အဲ့ဒါကိုပြန်ပြီးတော့ပိုက်အဟောင်းနဲ့ပြန်ဆက်မှာဖြစ်ပါတယ်ဒီပစ္စည်းလေးကိုပိုက်ကတ်တာလို့ခေါ်ပါတယ်ကြီးပိုက်တွေဖြတ်တဲ့နေရာတန်ပိုက်တွေဖြတ်တဲ့နေရာမှာတုံးပါတယ် ဘိုက်ကိုဖြတ်တဲ့နေရာမှာဒီကြီးပိုက်အလုံးလေးကိုဘိုက်ကတားရဲ့ရိုလာနှစ်ခုဒီဂျိုင်လေးအတွက်မှာထည့်ရမှာဖြစ်ပါတယ်။ဒီနှစ်ခုကြားလေးတဲ့ကိုကြီးပိုက်ကိုထည့်ရမှာဖြစ်ပါတယ်။ဂျန်နေဘက်ဒီတခြားဘက်ဒီမှာထည့်လို့ရှိရင်ဘိုက်ဖြတ်တဲ့အခါမှာမညီမညာဖြစ်တာတွေမပြတ်တာတွေဖြစ်တတ်ပါတယ်။ဒါကြောင့်အလယ်လေးဒီရိုလာနှစ်ခုအလယ်လေးမှာထည့်ပေးရတာဖြစ်ပါတယ်။ဒီပုံစံလေးဖြစ်နေရပါမယ်။ ရိုလာနှစ်ခုကြားထဲကိုကြီးပတ်ရောက်ရမယ်။ဒါမျိုးလေးဖြစ်ပြီးဆိုမှကြီးပတ်ကိုဖြတ်မှာဖြစ်ပါတယ်။လဲမယ်။အဲလောက်ကြက်မယ်။ပြီးရင်နှစ်ပတ်လောက်လှည့်မယ်။ပြီးရင်ပြန်ကြက်မယ်။လဲမယ်။ ဒီလိုအသွားကိုကြက်တဲ့အချိန်မှာအများကြီးကြက်လို့မရပါဘူးအများကြီးကြက်လိုက်တာနဲ့ပိုက်ကခြိုင်ဝင်ပြီးတော့ဖလဲပေါ်လာတာမကောင်းတာတွေပါတယ်ဖြစ်တတ်ပါတယ်အဲဒီတော့နည်းနည်းချင်းစီသူ့ရဲ့ဒိုင်ယာမီတာလုံးပတ်တိုင်းလေးရအောင်လို့နည်းနည်းချင်းစီဖြတ်ရတာဖြစ်ပါတယ်ဖလဲတူးကိုအသုံးပြုတဲ့အခါမှာသူ့ရဲ့ပိုက်ဆိုင်လေးတွေရေးထားပါတယ်သူနဲ့တင့်တော်ရဆိုင်လေးတွေကိုအသုံးပြုရမှာဖြစ်ပါတယ်3 by 8 6 3x8 6x16 1x16 1x8 1x4 စသဖြင့်ရှိပါတယ်။ဒီဟာ၃မှတ်ဆိုတော့ 3x8 နေရာမှာတုံးပြရမှာဖြစ်ပါတယ်။ flat 2ကိုအပေါ်ဆုံးထိဆွဲတင်ရမှာဖြစ်ပါတယ်။ရောက်ပြီဆိုလို့ရှိရင်အပေါက်ချက်ဖို့အတွက် ဒါမျိုးလေးတက်ပေးပါမိတ်ဆွေတို့သေချာမြင်အောင်ပြပေးပါမယ်ဖလဲရဲ့ဒီအောက်ခြေခြေကုပ်ယူထားတဲ့တက်ကလေးနှစ်ခုကိုတည်တည်ချာချာပိုင်ပိုင်နိုင်နိုင်ကုပ်ယူရရှိအောင်လို့ဒါမျိုးလေးတည်ချာလေးချိန်ထားပေးပါ ီပတ်ရဲ့စင်တာတက်တဲ့ထားမှာဖြစ်ပါတယ်ပိုက်ကိုထုတ်ထားတဲ့အကွာဝေးလေးကိုလည်းထေချာကြည့်ပြီးတော့ဒီတိုင်းလဲလုံနေပါတယ်စားပြီးတော့စားပြီးတော့အပေါက်ချက်မယ်သူအပေါက်ချက်တဲ့အရက်ကလေးဆုံးတော့ရပြီဖြစ်ပါတယ်ပြန်ဖြုတ်မယ် က်ဆွကြည့်မယ်ဓာတ်နူလေးဆွတ်နေရမှာဖြစ်ပါတယ်ဘယ်လောက်ထိဝင်လဲကြည့်မယ်ဒါဆိုရင်ကြီးပိုက်တွေကိုပြီးကောင်းနဲ့ငွေချောင်းစော်ဖို့အတွက်အစင်းင်းဖြစ်ပြီးဖြစ်ပါတယ်ခင်ဗျာကြီးပိုက်တွေကိုဒီကြီးပိုက်တွေကိုကြီးကြီးကတ်မနေသေးဘူးတည်တည်ချာချာဒီငွေချောင်းဆွဲစီဖို့ပေါ့နော်ကော်ပါလီနဲ့ကြီးကြီးကိုတေချာပြောင်းစားပြရမှာဖြစ်ပါတယ် တစောင်းပုံစံလေးပဲထားပါအမုံတွေပါပြီးပိုက်သေးကိုဝင်သွားမှာဆိုလို့ဒီလိုမျိုးအောက်ကိုအောက်ဖက်ကိုစိုက်တဲ့ပုံစံလေးထားပြီးတော့ကီးဘတ်အမ်ကော်ဘတ်စာမှာဖြစ်ပါတယ်ကြည့်လေးပြောင်းသွားရပါပြီနောက်တစ်ခုကိုလည်းကော်ပါဆာမယ် ီလိုလေးပဲတစ်စောင်းလေးပဲအောက်ကိုအောက်ဘက်ကိုစိုက်ပြီးတော့ပဲထားပေးပါအမုံမွားတွေပိုက်ထဲရောက်မှာဆိုလိုပါဒါဆိုရင်မီးစော်ဖို့အဆင်သင့်ဖြစ်ပါပြီခင်ဗျာ ဒီလိုမျိုးမီးစော်လို့ရှိရင်ပိုက်တွေကြီးပိုက်တွေကိုအပေါက်ခွန်ထားမှာဖြစ်ပါတယ်အလုံးပိတ်ထားလို့မရပါဘူးအလုံးပိတ်ထားရင်မီးစော်တဲ့သူတို့အန္တရာယ်ရှိပါတယ်မီးစော်လိုက်တဲ့အတွက်ဒီထဲမှာအငွေ့တွေကျန်တာဒီမီးလောင်လွယ်တဲ့ flammable gas တွေရှိတာတော့လေပူပြီးတော့ပောက်ကွဲတာတော့ဖြစ်တတ်ပါတယ်အဲဒီတော့ထိတ်ဝါလေးတွေကိုခွန်ထားပြရမှာဖြစ်ပါတယ်လေဝင်ပေါက်လေးတွေထည့် ထားပြရမှာဖြစ်ပါတယ်ဒါကတော့မီးစော်တဲ့កောက်လေးပါနှစ်ပြောင်းတောင်ပြောင်းနှစ်ပြောင်းកောက်လို့ခေါ်ပါတယ်ဒီပြောင်းလေးကိုလိုသလိုလှည့်လို့ရပါတယ်ပိုက်နှစ်ဖက်စလုံးကိုပူပေးရင်တော့ပြောင်းတစ်ခုစီကိုပိုက်တစ်ဖက်စီထားပြတာဖြစ်ပါတယ် ိုက်ကိုခွာပြီးတော့ဆော်ပြီးมาဖြစ်ပါတယ်ဒါကတော့မီးစော်တဲ့ပုတ်လေးပါဒါကတော့မီးစော်တဲ့ငွေကြောင်းလေးပါကြီးကြောင်းနဲ့မတူပါဘူးဒီကောင်ကပျော်ရမြန်ပါတယ်ကြီးကြောင်းလေးကတော့မီးရပြင်းပြင်းနဲ့ပေးရပါတယ် တာငွေချောင်းဆိုပြီးတော့ဆိုင်မှာဝယ်ရပါတယ်မီးစောမီးဘူးမီးကောင်းကိုတက်မယ်တက်ပုံတက်နည်းလားဒီတိုင်းလေးပဲတက်ပေးပါအဲ့တော့မီးကောင်းကိုလိုသလိုချိန်မယ်။မီးရွာပြားလေးထားပေးတာပါခင်ဗျာ။အောက်မှာတဲဒီဒီကွန်ကရစ်တုံးတွေမျိုးဖြည့်တာမျိုးမဖြစ်ပါသေးနဲ့ ဲတွေပါထပ်ပေါက်လက်ပါတယ်ဒီမီးပူရှင်ကြောင့်အဲတွေပါထပ်ပေါက်ရင်မျက်လုံးမှန်မှဆိုလို့တပြားတမို့တံပြားလေးတွေကာထားပေးပါ မီးဆိုတဲ့အခါမှာလက်တစ်ဖက်ထဲနဲ့ဒီမီးရဲ့ပြင်းအားကိုလိုသလိုအတိုးရှဲအောင်လုပ်နိုင်ဖို့အတွက်လက်မနဲ့လက်ညှိုးကိုလိုသလိုထိန်းချုပ်နိုင်ဖို့အတွက်လေ့ကျင့်ပေးပါလက်တစ်ဖက်ထဲနဲ့လိုသလိုထိန်းချုပ်ပြီးတော့မီးဆော်နိုင်အောင်လေ့ကျင့်ပေးပါစာပြီးတော့ပူပေးမယ် ီးပတ်ဟာရဲလာပြီးငွေကြောင်းပျော်သွားပြီဆိုလို့ရှိရင်စားပြီးတော့ငွေကြောင်းကိုထည့်ပေးလို့ရပါပြီစမ်းကြည့်မယ်ပျော်ပြီလားပျော်ပြီဆိုလို့ရှိရင်ထည့်ပေးလို့ရပါပြီဒါမိတ်ဆွေတို့ကိုတည်တည်ကြည်ကြည်မြင်စေချင်လို့ကျွန်တော် demonstration တည်တံ့လုပ်ပြတဲ့ကြီးပိုက်ဆက်ပြတဲ့ဟာလေးဖြစ်ပါတယ်အခု aircon တော့ တကယ်ပိုက်စစ်တဲ့အချိန်ကတော့ဒီဟာလေးဖြစ်ပါတယ်ဒီတံပြားကြီးနဲ့ခံပြီးတော့ပိုက်ဆင်နေတာဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေတို့ကိုတည်တည်ကြည်ကြည်မြင်စေချင်တဲ့အတွက်ကျွန်တော်အရှိမဒီမိုစထရေးရှင်းတည်တဲ့လုပ်ပြထားတာဖြစ်ပါတယ်ဒါအဝေးကရိုက်ထားတဲ့အတိတ်မမြင်ရလို့ပါဒါဆိုရင်ကြီးပိုက်စော်နီကိုမိတ်ဆွေတို့တည်တည်ချာချာနားလေသဘောပေါက်တော့ပြီလို့ထင်ပါတယ်ခင်ဗျာနောက်ထပ်ကြံသေးတဲ့ Air Gun Wiring Joe Connection One နီးရဲ့ ဘက်ကင်းဆွေနီဒီ R410 ကို guess အစားဆုံးဖြစ်တဲ့နေကိုကြတော့ပတ်တူးဖြစ်တဲ့ဒုတိယပိုင်းမှာပဲစောင့်မျှော်ကြည့်ရှုပေးပါခင်ဗျာယခုဗီဒီယိုလေးကအတော်ချိန်ကြာနေပြီဖြစ်တဲ့အတွက်ဒီလောက်နဲ့ပဲရပ်ပြရစီခင်ဗျာကျွန်တော်မျှဝေတဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် comment မှာတစ်ခုလေးရေးပေးခဲ့ပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ